ချောချောဘန်ကိုလေဘင်းညစ်ချုပ်ကွက်နဲ့အနိုင်ရယူပြမယ်ဆိုတဲ့ UFC Flyweight တန်းကချန်ပီယံ၅ကြိမ်ထိဖြစ်ထားတဲ့အလက်ဇန်းဒါဖာတူဂျာ အားလုံးပဲမင်္ဂလာပါဗျ JDS Channel မှာလွှဲထွေးစွာပြင်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ Joshua Van Gu Living ညချုပ်ကွက်နဲ့အနိုင်ရယူပြမယ်ဆိုတဲ့ချန်ပီယံဖြစ်တဲ့ Alexander Pantoja ရဲ့ပွဲစဉ်ကောင်းတဲ့ပွဲလေးကိုပရိသတ်တွေနဲ့အတူအဆန်းဆုံးလိလာကြီးစုတုံးတက်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီပွဲစဉ်ဟောင်းဆိုရင်လည်း Alexander Pantoja အနေနဲ့ချန်ပီယံတဦးဖြစ်လာခဲ့ပြီးတဲ့နောက်ပိုင်းသူ့ရဲ့ချန်ပီယံခပ်ပတ်ကို၃ချိန်မြောက်အနေနဲ့အရှင်ပြန်ကောက်ွယ်ထူးတက်သွားခဲ့တဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ်ပရိသတ်တွေအားလုံးမမိကြလိမ့်မယ်လို့ထင်နေဗျာ 2023ဇွန်လနေ့ရှေ့နေ့ UMC 290ဆိုတဲ့ခေါင်းစဉ်အောက်မှာ Brandon Molino ဆိုတဲ့အရင်ကချန်ပီယံဖြစ်ထားခဲ့မှုတဲ့ fighter တဦးနဲ့ Alexandra Patuja တို့ကဒါရှင်ပြန်ထိုးတက်သွားခဲ့တာဖြစ်တယ်ပေါ့နော်အဲ့ဒီပွဲစဉ်ကဒါ Alexandra Patuja နဲ့ချန်ပီယံခပ်ပလူခွင့်ရရှိတဲ့အနေနဲ့ဒါရှင်ပြန်ထိုးတက်သွားခဲ့ပြီးတော့မှဒါပြန်ဖက်ဖြစ်တဲ့ Brandon Molino ကိုဒါ၅ချီအထိအကျိတ်နဲ့ရှင်ပြန်ထိုးတက်ခဲ့ပြီးတော့မှ နောက်ဆုံးမှာကျွန်တော် split decision နဲ့ random molino ကိုကပ်ပြီးတော့မှဒါအနိုင်ရရှိပြီး champion တဦးဖြစ်လာခဲ့တယ်ဗျ။အဲ့တော့အဲ့ဒီပွဲစဉ်နောက်ပိုင်းကတည်းကပေါ့နော်။ဒါ Alexander Patuja နေနဲ့လုံးဝသူ့ရဲ့ဒီ champion ခက်ဘက်ကိုဒါ၄ချိန်မြောက်အထိဒါကောက်ွယ်ရှင်ပြန်ထူးတက်သွားခဲ့တာပဲဖြစ်ပါလိမ့်။ဒီလာမယ့်ဒီဇင်ဘာလ9ရက်နေ့ UFC 223ဆိုတဲ့ခေါင်းစဉ်အောက်မှာဆိုရင်တော့ဒါကျွန်တော်တို့ရဲ့မြန်မာချင်းတိုင်းတာ MMA fighter တဦးဖြစ်တဲ့ Joshua Van နဲ့ဒါ Alexander Patuja ကသူ့ရဲ့ champion ခက်ဘက်ကို၅ချိန်မြောက်အနေနဲ့ အရှင်ပြန်ကောင်ကွယ်ထိုးတက်သွားမှာဖြစ်တယ်ဗျအဲ့တော့၅ချိန်မြောက်မှာသူရဲ့ဒီချန်ပီယံခပ်ပတ်ကိုဒါအောင်မြင်စွာကောက်ွယ်သွားပြနိုင်မလားဆိုတာကတော့ကျွန်တော်မြန်မာပရိသတ်တွေနဲ့တကယ့်ကိုလက်မလုံးတင့်ပဲစိတ်ဝင်စားနဲ့ဒါဆောင်ကြည့်အားပြီးသွားမှာဖြစ်တယ်ဗျ okay ဒါဆိုရင်ကျွန်တော်ပွဲစဉ်လေးကိုတွန်းလိုက်အောင်ဗျအခုပထမဦးဆုံးအနေနဲ့အနောင်စာမိတ်ဆက်ပြီးသွားပြီးမဲ့ဖိုက်တာကတော့ဒါဂျပန်ကဖိုက်တာတူဖြစ်ပါလေသူနာမည်ကတော့ခိုင်အာဆာခူရာလို့ခေါ်တယ်ဗျ ဒါအသက်ကတော့30နှစ်နဲ့နနစ်အရက်ကတော့9ပြီနဲ့ရှစ်လက်မှရှိပါလေ။ဒါအပြန်တော့ငါရှိနေထိုးတက်တော့မှာဖြစ်တယ်ဗျ။အဲ့တော့သူ့ရဲ့ဒီ professional MMA record ကိုသွားပြီးကြည့်လိုက်မယ်ဆိုတော့ဒါ28ပွဲအထိရှင်ပြန်ထိုးတက်ထားတယ်ဗျ။အဲ့ဒီမှာဆိုရင်21ပွဲအနိုင်ရရှိထားပြီးတော့မှ6ပွဲ ရှုံးနေထားပါလေ။အဲ့တော့ဒီလက်ရှိသူထိုးတက်သွားမဲ့ပွဲစဉ်ကဒါ UFC မှာကျွန်တော်ပထမဦးဆုံးအနေနဲ့ထိုးတက်ခွင့်ရရှိတဲ့ပွဲစဉ်ဖြစ်တယ်။အဲ့တော့ အဲ့ဒီလိုပဲဒီ UFC မှာပထမဦးဆုံးရှင်ပြန်ထိုးတက်သွားမဲ့ပွဲစဉ်မှာဒါချန်ပီယံခပ်ပတ်လူခွင့်ရရှိပြီးတော့မှဒါထိုးတက်ခွင့်ရရှိသွားခဲ့တယ်ပေါ့နော်ခုတဖန်မိတ်ဆက်ပေးနေတဲ့ fighter ကတော့ဒါပရိသတ်တွေအလုံးတိကျတဲ့အတိုင်းပဲ Joshua Van Ne ဒါဒီဇင်ဘာလ9ရက်နေ့မှာရှင်ပြန်ထိုးတက်သွားမဲ့ချန်ပီယံဖြစ်တဲ့ Alexander Pantoja ပဲဖြစ်ပါလိမ့်အဲ့တော့ဒီဖိုင်တာဆိုရင်တော့လက်ရှိချိန်မှာဒါအသက်35နှစ်အရွယ်ကိုရှိပါပြီ။ဒါ36လက်ကက်နေပြီပေါ့နော်။အရင်မောင်းတော့9ပြီနဲ့9လက်မှရှိပါလိမ့်။ Professional MMA ပွဲစဉ်ပေါင်းတော့30နဲ့5ပွဲအထိရှင်ပြန်ထိုးတက်ထားနေပြအဲ့ဒီမှာဆိုတော့ပွဲပေါင်း30အထိအနိုင်ရယူထားနေအဲ့တော့5ပွဲရှုံးနေထားနေပြမှတ်တမ်းတွေအရကြီးလိုက်မယ်ဆိုတော့တကယ့်ကိုအားရစရာမှတ်တမ်းတွေပိုင်ဆိုင်ထားနေအဲ့တော့ကျွန်တော်တို့အနေနဲ့သူရှုံးနေထားခဲ့တဲ့ပွဲစဉ်5ပွဲကိုတွားပြီးအသေးစိတ်ကြည့်လိုက်မယ်ဆိုတော့ဒါအလဲထိုးနဲ့ချုပ်ွက်နဲ့ရှုံးနေထားတဲ့ပွဲမှမရှိပြအဲ့တော့ဒီအတွက်ကြောင့်မို့ဒီ fighter က fighter ဘွားမှာ ဒီချုပ်ကွက်နဲ့ရောအလဲထိုးနဲ့ပွဲစဉ်ရှုံးနေထားဆိုတပွဲမှမရှိသေးဘူးလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဒီမှတ်တမ်းကိုကြည့်ချင်းအဖြစ်ဒီဖိုင်တာကဒီမာဂွန်ပိုင်းကောင်းတယ်ဆိုတဲ့အချက်ကိုဒါတွေးရှိရမယ့်အပြင်ဒီအလဲထိုးနဲ့မခံရအောင်ပြီးတော့မှချုပ်ကွက်နဲ့လည်းဒါအရှုံးမခံရအောင်သူ့အနေနဲ့အကောင်းဆုံးကစားသွားနိုင်တဲ့အရေးချင်းမျိုးရှိတယ်ဆိုတာကျွန်တော်မြင်တွေ့ရမှာဖြစ်နေဗျ Okay ပထမချစ်စတင်ပါပြီပွဲကိုကျွန်တော်အဓိကအာရုံစိုက်ပြီးမှတွားချမ်းရလိုက်အောင်ပါ အဲ့တော့ချန်ပီယံခပ်ပတ်ကောက်ကွယ်ပွဲစဉ်ကောက်ကွယ်ပွဲဖြစ်တာကြောင့်ပေါ့နော်။ဒါ9မိနစ်9ချီရှင်ပြန်ထိုးတက်သွားမှာဖြစ်ပါလေ။လိုကီကန်ဟာလေ။ဖလိုင်းနီဝင်ဟာလေခိုင်အဆာကူရာနီနဲ့ကဲချက်ချင်းပဲဘက်ပိုစီရှင်ပြီးခံလိုက်ရတယ်။အဲ့ပထမချီဆိုတော့နည်းနည်းလေးခွန်အားပြည့်ရှိနေတဲ့အနေထားပေါ့နော်။ကဲဒဘလက်ထိတ်တောင်းဆွဲထားနေတယ်။ လုံးဝသတိရှိရမယ်မြန်ဒီဖိုင်တာအခွင့်ရရတာနေကိုထိတ်တောင်ရယူဖို့ကြိုးစားနေခိုင်အာဆာကူရာတော့သူ့မှတ်တမ်းတွေကျွန်တော်တောင်းပြီးကြည့်လိုက်မယ်ဆိုရင်ဒီ Stanford Fighter ဆစ်ဆစ်တူဆိုတာကျွန်တော်နည်းနည်းသိမြင်ရမှာဖြစ်တယ်ပေါ့နော်ဘာကြောင့်လဲဆိုသူ့ရဲ့ဒီအနာရရှိထားခဲ့တဲ့ပွဲစဉ်20ပွဲကိုအသေးစိတ်လေ့လာကြည့်လိုက်မယ်ဆိုရင်အဲ့ဒီမှာ73ပွဲအထိတော့အလဲထိုးနေအနိုင်ရယူထားတာပေါ့နော် သုံးပွဲလောက်ပဲကျွန်တော်ချုပ်ကွက်နဲ့နိုင်ထားတယ်ဗျဒီမှတ်တမ်းကြည့်ခြင်းအဖြစ်ဒီ fighter stand မှာဘလောက်အားတန်တယ်လဲဆိုတော့ဦးသိမြင်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့ stand မှာ ਨੇ ပြောမစွဝဲ round up ပေါ့နော်ဒီ ground ကိုအသားပေးတဲ့ fighter တူဦးလေးပြောလို့ရတယ်လို့ကျွန်တော် stand လေးကစားနိုင်တဲ့ fighter တူဦးလေးဖြစ်တယ်ဗျဒါအလဇနာဖတ်တူချန်ဆိုတော့ကပေါ့နော်အဲ့တော့ဒီပွဲစဉ်ကိုကျွန်တော်ကြည့်ရှုနေရင်းနဲ့ဒီ စတန်ဖိုက်နေရာနေကစားသွားခဲ့တဲ့ဒီခိုင်အာဆာခူရာကိုကျွန်တော်ဂျော်ရှောဘန်နဲ့သွားပြီးတော့မှနိုင်ရှင်ကြည့်လိုက်ရအောင်ပေါ့နော်။ဘာကြောင့်လဲဆိုတော့စတန်ဖိုက်တာနှစ်ဦးဖြစ်တယ်ပေါ့နော်။အဲ့တော့ဂျော်ရှောဘန်နေနဲ့ဒါလက်ဇနာဖတ်သူဂျန်နေနဲ့ဒီခိုင်အာဆာခူရာလိုမျိုးကစားမယ်ဆိုရင်ဒါဘယ်လိုမျိုးကြုံတွေ့သွားရနိုင်တယ်လဲပေါ့နော်။ဒီအခုကျွန်တော်ပွဲကိုကြည့်နေရင်းနဲ့ဒါတုံးတဆွေးနွေးကြလိုက်အောင်ဗျ။အဲ့တော့ထိတ်တောင်းတော့ပြီးခင်လိုက်ရတယ်ဒါလုံးဝအခွင့်အရေးပေးလို့မရအောင်ပေါ့နော်။ ူပါမန်ပန့်ချ်ဝင်ထားတယ်ကောင်းတယ်လုတ်ကီကန်ဟာနေအဲ့တော့တိုက်စစ်ကိုအရင်တိုက်စစ်ဆန်ဆန်အဂရက်စစ်ဆန်ဆန်တိတ်မကစားသင့်ဘောနော်ဘာကြောင့်လဲဆိုတော့တစ်ဖက်က तू ကအခွင့်အရေးကိုလုံးဝလက်မလွတ်တဲ့ဖိုက်တာတအုပ်ဖြစ်တယ်ထိတ်တောင်း ရနိုင်တဲ့အနေအထားမျိုးသူ့အနေနဲ့ချက်ချင်းကိုထိတ်တောင်းလမ်းဖမ်းပြီးမှဆွေးလေးမှုကြိုးစားနိုင်မျိုးသူ့ဟင်းရတယ်ပေါ့နော်ပွဲဆန့်လာကနေ။ဟိုလက်ခုရိုက်ခုစတမ်းမှာလည်းကျွန်တော်တို့ short တော့လို့တော့မရဘူး။အဲ့တော့ခိုင်အာဆာကူရာနဲ့ဂျိုရှောဘန်နဲ့နိုင်ရှင်ကြီးလိုက်မယ်ဆိုဂျိုရှောဘန် movement speed တွေတော်တော်လေးမြင့်ရတယ်ပေါ့နော်။ fly knee ဝင်ထားတယ်ကောင်းတယ်ဗျ။ဂျပန်တော်တော်များများခွာလေးနောက်ခံရှိတယ်ပေါ့နော်သူတို့ရဲ့ကစားပုံကတော်တော်လေးခုံဆော့ခုံဆော့လေးဖြစ်တယ်လို့ ခုပွဲချင်းကတဲ့အနေထားကြည့်လိုက်မယ်ဆိုရင်သူကအကွာဝေးချားသွားတာသတိထားမိတယ်ရန်ကိုရှိမကက်တော့ဘူးဒါထိတ်တောင်းပြီးခံလိုက်ရတဲ့အနေအထားမျိုးမှာပေါ့နည်းနည်းတော့သတိကြည်သွားနေပြအတင်းကျွန်တော်ဒီတိုက်စစ်ဖွင့်ပြီးတော့ဝင်လို့မရဘူးဂျက်လောက်ပဲကစားတင်တဲ့အနေအထားမျိုးရှိတယ်ပေါ့နော်ဒါဂျိုရှော့ဘန်လည်းထူနီးတူပဲဗျဒါမားလို့မရဘူးမားမယ်ဆိုတာနဲ့ဒါထိတ်တောင်းပါသွားနိုင်ချေရှိတယ် ဲ့တော့သူနီးသူပဲဗျာဒါအလက်ဇန္ဒားဖာတူကြားလဲအဝင်မားလို့မရအဝင်မားရင်လေသူကတီးခံရနိုင်ချေများတယ်ဗောနော်ဟက်ကစ်ကောင်းနေလက်တီပိုင်းမှာတော့ခိုင်ကအဆာကူရာနည်းနည်းလေးနေတယ်ဗောနော်ဒါဂျိုရှာဗန်နာခိုင်အဆာကူရာနေရာဖြစ်မယ်ဆိုတော့ထိချက်လေတော့ကျွန်တော်ရတဲ့အနေအထားမျိုးရှိနိုင်တယ်ဘာကြောင့်လဲဆိုတော့တွဲလုံးမြင်တယ်ဟန်စပီကအဓိကတိုက်ခွက်တစ်ခုဖြစ်နေတယ်ဗောနော်ဟိုးဆိုရင်ရတယ်ဒီဘက်ကထိတ်တုံရယူကြိုးစားလာတယ် အာယုံစူးဆိုင်မှုကောင်းနေပြန်သည့်ချန်ပီယံအလဇနာဖတ်သူကြောင့်ပိုလီကက်သူကအမဒီအမမနဲအောင်ကစားတယ်သူအမသိမ့်မခံအောင်ပေါ့နော်အာယုံစူးဆိုင်မှုကောင်းလို့ရိုက်ခူလခုဒူးတိုက်ထားတယ်ဂျီယိုပိုလီကက် stand မှာလည်း short တော့လို့မရဘူးเนาะခန်ယာဆာကူရာကလုံးဝကျွန်တော်အရင်ကြီးကျွန်တော်တရဆက်ဖိထိုးရဲလောက်တဲ့အနေအထားမျိုးမတွေ့ရဘူးတပက ground scale လေးတတိထားရတဲ့အနေအထားမျိုးရှိတာပေါ့เนาะအဲ့တော့ Joe Shawman လည်းအဲ့လိုမျိုးကျွန်တော်ဒီ ground scale ကိုတတိထားမယ်ပြင် stand ဘိုင်းမှာလည်းကျွန်တော်ဒီလင်းလင်းမြန်မြန်နဲ့ဒီ jet ကစားနိုင်လက်ခစ်တွေနဲ့ရောကျွန်တော် jet တွေနဲ့ရောပေါ့เนาะ လုံးဝဖိကစားတာမျိုးမဟုတ်မင်းနဲ့ထိချက်တအောင်ကစားနိုင်တဲ့အနေအထားမျိုးတွန်းတင်နေပြ Okay round 2ကျွန်တော်တွန်းလိုက်ရအောင်ပါပထမချင်မှာတော့음ထိချက်ပိုင်းအရာတော့လက်စမ်းဖတ်သူကြတာခဲ့တယ်ဒီထိတ်တောင်းလေးရယူနိုင်ခဲ့တယ်ဆိုတော့သူကဒါပထမချင်မှာတာခဲ့တယ် round 2ကိုကြည့်လိုက်ရအောင်ပါ ဲဂျန်နိုင်ထားတယ်။ဟိုးလုံးဝကျွန်တော်တန်စကန်ဒေါင်းကိုပိတ်ပြီးတော့မှကိုထိတ်တောင်ရယူတယ်။ဒီဘက်ပိုဇီရှင်ယူမှမြင်နေကျုံချက်ချင်းနောက်ကနေကျွန်တော်ဒီဘက်ဖက်ပုံစံမျိုးပူးပူးကြိုးစားနေတာဖြစ်ပါတယ်ခြေတော့တစ်ချောင်းတော့တင်ထားတယ်။ အဲ့တော့ဂျိုရှောဘန်ကိုလည်းဒါလက်ဇနောက်ဖတ်သူကြာကဒီရီယနကချုပ်ပေါ့နော်ဒါနောက်ကျော်ဒီနောက်ကျော်ပိုးပြီးတော့မှလေဗင်းကြီးချုပ်ကွက်နဲ့ဒါနိုင်ရယူပြမယ်ဆိုလို့မှဒီပွဲကြိုအင်တာဗျူးတွေမှာကြုံဝါထားတယ်ပေါ့နော်သူနည်းတူပဲကျွန်တော်ဂျိုရှောဘန်ကလည်းဒါတုံးချီမြောက်လောက်မှာလက်ဇနောက်ဖတ်သူကြာကိုဒါပွဲဖြတ်ဖို့ဒါလည်းထုနဲ့အနိုင်ရယူပြဖို့ဆိုပြီးတော့မှပြောပြပြောထားတယ်ဗျအပူထားတာကောင်းတယ်ဂျုံ အဲဘက်ပိုဇီရှင်ရယူနိုင်ခဲ့ပြီဆိုတော့ဒီအနေထားကတော့ကျွန်တော်လက်စနာဖတ်သူကြရဲ့ ground scale ကိုပဲအဓိက ကြည့်သွားရုံပဲပေါ့နော်။ဒါသူ့အနေနဲ့အချိန်တူအတွင်းမှာချုပ်ွက်ပုံဖော်နိုင်မလား။ပြန်ဖက်ကိုဘယ်လိုအနေထားနဲ့အဆုံးတက်သွားမလဲပေါ့နော်။ဒါပဲကြံတော့တယ်ဗျာ။တစ်ဖက်ကယုံထွက်ဖို့ဆိုတိတ်ပြီးတော့မှမဖြစ်နိုင်တော့ဘူး။ဘာကြောင့်လဲဆိုတော့ဒီ body triangle လောက်ရယူထားတာလဲကျွန်တော်တော်တော်လေးတမ်းမှာကြစ်လက်တယ်ပေါ့နော်။ဒီ fighter ကကျွန်တော်အဲ့လိုမျိုးဘက်ပိုဇီပြီးခံနိုင်ရတဲ့အနေထားမှာ တော့တောင်းတအလို့မပေးဘူးအခုယူကျွန်တော်မိမိရဲ့ကဲရီယန်ကချုပ်ဝင်သွားပြီဗျကဲမကြတော့ထင်နေဗျကျွန်တော်ရဲ့မြန်ဆိုတော့ဟိုဟိုယုံတော့ယုံနေသေးတယ်ဟိုဆိုရင်ရတယ်ဟာနေထားโอเคကျွန်တော်ဒါအဆုံးတက်လိုက်ပါပြီကဲတော်တော်လေးမြန်နေဗျကျုံโอเคအဲ့တော့ကျွန်တော်ဒီကနေ့မှာတော့ဒါ ဂျော့ရှော်မန်ကိုရီယန်ကချုပ်နဲ့အနိုင်ရယူပြမယ်ဆိုတဲ့အလက်ဇန်ဒါဖတ်တူဂျန်ရဲ့ပွဲစဉ်လေးကိုဒါပရိသတ်တွေနဲ့အတူအဆန်းဆုံးကြည့်ရှုတော်ပြီးခင်တော်ပဲဖြစ်ပါလေအဆုံးထိကြည့်ရှုအားပေးနေတဲ့ပရိသတ်တူတယောက်ချင်းစီတိုင်းကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နောက်လာမယ့်နေ့ရက်ဒီမှာဆိုရင်ဒီတခြားသောစိတ်ဝင်စားစရာပွဲစဉ်တွေကိုဒါတင်ဆက်ပြီးတွားပေးဖို့ရှိပါလေဆုံးမြကြည့်ရှုအားပေးဖို့ဒီကနေ့အားလုံးကိုဖိတ်ခေါ်လိုက်ချင်ပါတယ်ကျွန်တော်တို့စီစဉ်တင်ဆက်သူဂျိုးဆပ်ပဲဖြစ်ပါတယ်အားလုံးပဲတာယာပျော်ရွှင်တဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ